မနှစ်ဝက်စစ်ဆေးခြင်းအတွက် grade 3အင်္ဂလိပ်စာနမူနာမေးခွန်းလေးဖြစ်ပါတယ်။ number 1 listen and write true or false ဒါလေးက listening test လေးဖြစ်ပါတယ်။ teacher ခေါ်တာနဲ့ဒီမှာပေးထားတဲ့စကားလုံးနဲ့တူလားတစ်ချက်ကြီးလားတူတယ်ဆိုရင်အဖြေမှာ true လို့ရေးမယ်မတူရင် false လို့ရေးမယ်။ဒါက teacher တွေခေါ်ပေးဖို့ပါ။ဒါလေးကတော့ကလေးတွေကြည့်ရမယ့်စကားလုံးဖြစ်ပါတယ်။1 30 1 30 2 100 2 100 three ninety four three ninety four four nineteen four nineteen five fifty two five 52 number 2 filling the blanks with the missing words လိုနေသောစကားလုံးများဖြင့်ကွက်လက်ထဲမှာဖြည့်ပါ the first letter is given to help you သင်ကိုကူညီဖို့ထိစစကားလုံးကိုပေးထားပါတယ် number 1ဦးချစ်ဦးညို is a famous w blank he writes many books ဦးချစ်ဦးညို ਦੀ ထင်ရှားသော w ဖြစ်ပါသည် he writes many books သူဒီစာအုပ်များစွာရေးသားပါသည် article နဲ့ adjective နဲ့နောက်မှာ noun ထည့်မယ်ဒီကွက်လက်ဒီ noun ဖြည့်ရမယ်စာအုပ်တွေအများကြီးရေးတယ်ဆိုတော့စာရေးစရာပေါ့ writer to my grandmother has a shop she is a s blank ကျွန်ုပ်ရဲ့အဖွားမှာစိုက်တဆိုင်ရှိပါတယ်သူမက s ဖြစ်ပါတယ်ဆိုတော့ shopkeeper number 3 why su can sing very well why su ဒီအလွန်ကောင်းစွာသီဆိုနိုင်ပါသည် she is a good s blank သူမဒီကောင်းသော s တယောက်ဖြစ်ပါသည်ဆိုတော့ an the article နဲ့ adjective ရဲ့နောက်မှာနောင်ထည့်မယ် singer number 4 i'm not good at and blank I think it is difficult ဒါကခက်တယ်လို့ငါထင်တယ်ဆိုတော့သူကအမှမတော်ဘူးတဲ့ဘယ်ပါသားလဲဆိုတော့ maths number 5 my grandfather on my f blank side is ဥမောင်မြင့်ကျွန်ုပ်ဤ f back ကအဖိုးဒီဥမောင်မြင့်ဖြစ်ပါသည် f back ကဆိုတော့အဖေဤဘာမှလို့ပြောချင်တာအဲ့တော့အဖေဤဖြစ်အောင် further မှာ post of yes statement number 3 choose the correct prepositions given in the box and fill in the blanks box တဲမှာပေးထားတဲ့ preposition တွေကအမှန် ။နောက်ထဲတွင်ပေးထားသောမှန်ကန်သည့် preposition ကိုဖြည့်ပါ။ between နှစ်ခုကြားနှစ်ယောက်ကြားအင်းအထဲမှာ behind နောက်မှာ beside ဘေးမှာ on အပေါ်မှာ there are two bedrooms blank my house ကျွန်တော်ဤအိမ်မှာအိမ်ခန်းနှစ်ခန်းရှိပါတယ် number 2 there is a garage blank my house ကျွန်တော်ဤအိမ်ကွက်လတ်မှာဂိုဒေါင်တစ်ခုရှိပါတယ်3 there is a clock blank the wall နိုင်ရန်ကွက်လတ်မှာနာယီတစ်လုံးရှိပါတယ်4 there is a computer blank the book and the vase စာအုပ်နဲ့ပန်းအိုးကွက်လတ်တွင်ကွန်ပျူတာတစ်လုံးရှိပါသည်5 there is a cat blank the chair ခိုင်ကုံရဲ့ကွက်လတ်တွင်ကြောင်တစ်ကောင်ရှိပါသည်4 write the shapes correctly ဥဒရံများကိုမှန်ကန်စွာရေးသားပါ အသေးပုံလေးပေးထားရင် heart h e a r t heart ဒေါမန်စတူဂန်ပေးထားရင် rectangle r e c t a n g l e rectangle စတူဂန်ပေးထားရင် s u u a r e square တရီဂန်ပေးထားရင် triangle t i a n g l e triangle ပြီးရင်အမှန်ကူကွက်ပေါ်စိန်ပုံပေးထားရဆိုရင် d i a m 1 d diamond 5 answer the following questions အပေါ်ပြပါမိကုန်းများကိုဖြေဆိုပါအစစ်မှဖြစ်ပါတယ်ကလေးတို့ရေးဖို့မလိုပါဘူး number 1 do you have a dog သင်မှာခွေးတကောင်ရှိပါသလားရှိရကလေးကရက်ဆိုင်ဒူးလို့ဖြစ်မယ်မရှိတဲ့ကလေးက no wine don't လို့ဖြစ်မယ် number 2 how many pets do you have သင်မှာ aim moderation ဘလောက်များများရှိပါသလဲ aim moderation အရေးအတွက်ကိုထည့်ရုံပဲเนาะ i have 2 pets ဒါမှမဟုတ်ရင် i have 4 pets i have 7 pets သာဖြင့်အရေးအတွက်ကိုကိန်းကတဲ့နဲ့ရေးမယ် number 3 what's your father သင်အဖေဘာဖြစ်ပါသလဲဆိုတော့အဖေရဲ့အလုပ်ကံကိုမေးတာ my father is အလုပ်တစ်ခုခုထည့်လိုက်เนาะ my father is a doctor my father is a teacher သာဖြင့်ပေါ့4 how many pages are there in your english English textbook သင်ရဲ့အင်္ဂလိပ်ဘာသာအုပ်မှာစာမျက်နှာဘလောက်များများရှိပါသလဲဆို81မျက်နှာအဲ့တော့81 there are 81 pages in our english textbook number 5 what's your favorite sport သင်နေတဲ့တော့အားကစားကဘာဖြစ်ပါသလဲဆိုတော့ my favorite sport is running my favorite sport is cycling စသဖြင့်တခုခုဖြည့်လို့ရရယ်နော်